င်္ဂလာပါရှင်။ရသဇော channel ကနေပြီးတော့ပရိသတ်များအားလုံးကို ပြန်လည်ပြီးတော့ကြိုဆိုပါရရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့ဆာရည်သူကျိုးရင်ဒီကံဘလူရှိတာထားတယ်။ရန်ညိုးဘွက်ကဝေးဆိုရဲဇလန်လေးရဲ့အပိုင်းလေးကိုတင်ဆက်ပေးသွားကြပါမယ်။ဇလန်လေးကိုနားမစေခင်မှာတော့ channel လေးကို Myan subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇလန်လေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။မေပြောမေပြောဟင် အိမ်ပြင်ဘက်စီမှာသူ့နာမည်ကို အော်ခေါ်နေတဲ့ကို မေပြိုအိပ်ပျော်နေရမှာကြားလိုက်ရတယ်။အချိန်ကောင်ကြီးလိုက်ပြီးတော့မေပြိုနားလည်လိုက်တယ်။ဒီအချိန်လာတာက လူမဟုတ်။ဒါကြောင့်မေပြိုအိပ်ပျော်နေရဲ့ညမဖြစ်သူကိုစောင်းချုံပေးထားခဲ့ပြီးတဲပြင်ကိုထွက်လာခဲ့လိုက်တဲ့။တဲပြင်ရောက်တော့သူမတို့အိမ်ဝိုင်းအပြင်ဘက်မှာလူတယောက်ကြောပေးရက်နေရကိုသူမတွေ့လိုက်ရတယ်။အဲ့ဒီကြောပေးရက်နေသူကိုသူမသိရဲ့။အဲ့ဒီသူကဥပစိန်မင်း ုပစိန်ကို့ရက်လဲကုမ္ပဏီပဲနဲ့ကျမစီဘာလောက်တာလဲမေပြုတ်အမေကိုအိုပစိန်ကကြော်ပေးအနေထားနဲ့ငါလက်စားချေချင်တယ်သူတို့ငါလက်စားချေချင်တယ်အတန်အော်ကြီးနဲ့ပြောလိုက်တယ်အိုပစိန်စကားကြောင့်မေပြုတ်ကလက်စားချေလိုက်ရင်ရှင်ကိုရောက်နေရဲ့ဘဝမှာရှင်အချင်းတော်တော်ကြာကြာနေရအောင်မှာအဲ့တော့အမြဝင်တာတုခေါ်လိုက်ပါဒါမှရှင်တွေအကောင်းဆုံးဖြစ်မှာမခေါ်ဘူးငါမခေါ်ဘူးငါပြန်တက်ချင်တယ် တင်းတော့ငါပြန်တက်ချင်တယ်။မင်းအစတွေက သိရမလား။သူတို့ဖောက်ပြန်နေရအောင်အစတွေကသိရမလား။ဥပစိန်ဟာချက်ချင်းဒေါသတက်ကြီးမေပြုတ်ဘက်ကိုမျက်နှာလှည့်လာခဲ့တယ်။ဥပစိန်မျက်နှာဟာအကောင်းပကတိရှိသေးပေမယ့်ဝမ်ပိုက်စီမှသွေးတွေဟာတဆဲဆဲကြဆင်းလို့နေရတယ်။ဒါကိုမေပြုတ်ကကြည့်ပြီးတချို့အရာတွေကကြိုသိထားလို့ဘယ်နည်းနဲ့ပဲတတ်တာအရာမထင်ဥပစိန်ရှင်းရလက်စားချေခြင်းနဲ့စိတ်ကိုလျှော့ပြီးရှင်းနေရရှင်းပြန်မှာမပြန်ဘူး ငါလက်စားချစ်ချင်တယ်ငါ့ကိုကူညီပါငါ့ကိုကူညီပေးပါဦးပါစိန်အစမပြတ်အော်ဟစ်နေပေမဲ့မေပြိုအိမ်တွင်ပြန်ဝင်ဖို့တကားကိုပိတ်ဖို့ပြင်နေစဉ်ငါ့ကိုကူညီပါမေပြိုငါ့ကိုကူညီပေးပါဟာငါသူတို့ကိုလက်စားချင်နေမှာငါငြိမ်းချမ်းမှာငါ့ကိုကူညီပါဟာဦးပါစိန်ကမေပြိုကိုအတနာခံလိုက်တယ်ဒီရောက်မေပြိုကမနေ့ပြန်ညကြရင်ရွာပြင်ကတရက်ပင်အိုကြီးစီသူတို့ကိုခေါ်လိုက်မယ်ရှင်အောင်လိုက်လာခဲ့လိုက်ပါ အခုတော့ရှင်းပြန်လိုက်တော့ဥပါစိန်ကမေပြို့စကားကိုဝမ်းသာအရာကောင်းနေတယ်ပြီးနောက်ချက်ချင်းရွာဘက်ကိုလှဲ့ကပြန်သွားတယ်မေပြို့ကတော့သူ့ကိုသေးပြီးတင်နေကြတယ်မင်းစိန်တို့ရှိကိုပြန်သွားရပြီအောင်ပဲမင်းစိန်တို့မသိရကမေပြို့ဟာကဝေးမတယောက်ဖြစ်တယ်မွေးရပါအစွမ်းတတိပြီးပါလာတဲ့လူတယောက်ဖြစ်ပေမဲ့အခုချိန်ဒီဘသူကမှဒုက္ခမပေးဘူးပဲအခုလိုမေပြို့တောင်စီရွာကိုရောက်လာခဲ့တဲ့အကြောင်းကရှိရဲ့ဒီအကြောင်းကတိမ်မြုပ်နေတဲ့အရာတစ်ခု ပြန်လဲပေါ်လာမှာကိုစောင့်မျှော်ဖို့ပင်ဖြစ်တယ်။မြေပြုတ်ရဲ့ချိန်ဆမှုကိုမင်းစိန်သူ့ရဲ့မမတော်ခင်ကိုပြောပြလိုက်လေရ။ဟုတ်ရောဟုတ်လို့လားမောင်ရဲ့။အဲ့ကောင်မှဆုံးမလို့ပါလို့နဲ့။မောင်တို့ပြောတော့သူ့တက်ပြီးပြီဆို။မောင်နဲ့ကြော်ဝင်လို့ပေါင်းပြီးအဲ့ကောင်မှတက်ပြီးပြီ။ဒါကိုဒင်းကဘလို့ပြန်ရှင်လာမသိဘူးဗျာ။အဲ့ကောင်မှထိုးစက်နေ။အခုဖြစ်မဲ့ကိစ္စတွေသူ့ကြိုသိနေတယ်လို့ပဲ။မမတို့ဘလို့လောက်ကြမလဲ။သူခေါ်တဲ့စီသွားကြမလား။သွားတော့သွားကြည့်ရပါတော့။ မကြောက်ပါနဲ့မယာကျော်ဝင်းတို့အုပ်စုရောပတ်မှာပါဒေါခင်နဲ့မင်းစင်တို့ကဥပါစင်ဝိုင်းနေရှိစဘာထရဲ့တိုက်နာမှာပြောနေကြခြင်းဖြစ်တယ်။ဥပါစင်အိမ်တွင်မှာတော့နာရီလာကိုကြသူဝင်နေပြည့်နေရဲ့ဒီချိန်သူတို့အနီးမှာမျက်တောင်နေကြီးနေစိုက်ကြည့်နေရဲ့ဥပါစင်ကိုတော့သူတို့မမြင်ကြပေဟိုကောင်ကြောတာတယောက်ကိုရောဘလို့လောက်တာလဲချိန်နေကောင်းရဲ့လားဒေါခင်ဥပါစင်ရဲ့တူကြောတာအကြောင်းမေးလိုက်တယ်။ဒေါခင်မိကိုမင်းစင်ကဟာ ဒီကောင်တွေ့တော့မပူနဲ့သူဟိုဘက်ရွာကပြန်လာတော့လမ်းမှာကြော်ဝင်းတို့သူ့ကောင်နောက်ကနေဝင်ရလိုက်တာရိုက်ပြီးတောဆက်မှာသွားချထားခံလိုက်တာအခုလောက်ဆိုသွေးလုံးပြီးတည်ရင်တည်အဲ့လိုမတည်ရင်တော့အကောင်စားလို့တည်နေတော့ပြီအဲ့ဒါဆိုလေစိတ်ချရတာပေါ့ကဲညကြမမဒီနာအောင်နေမယ်ပြီးရင်ဟိုကောင်မချိန်နေစီသွားကြတာပေါ့အခုတော့လူတွေမရိပ်မိအောင်အိမ်ထဲပြန်ဝင်အောင်မယ်နော်ဟုတ်မမအဲ့ဒါဆိုကြောက်လေပြန်အောင်မယ်မင်းစိန်ဥပစိန်ဟောင်းရဲ့နောက်ဖေးချံပေါင်းမှာပြန်ထွက်သွားတယ် င်းစိန်ထွက်သွားတော့ဒေါခင်နဲ့အချင်းကြီးမပြက်အောင်အိမ်ထဲကိုပြန်ဝင်သွားပြီးမရှိမပြဟန်လုပ်နေရဲ့နေကြအောင်ပေါ့ငါကိုရောငါတူကိုပါလောက်ကြံနေဟာရီနင်တို့ငါကြောင်အောင်ကောင်းတိကြမယ်ဥပစိန်အန်ကိုကြိတ်ပြီးအော်ဟစ်လိုက်တယ်ဒီလိုအော်ဟစ်နေပါပြင်တက်ကိုမျက်ရည်ကလည်းစီးကြလာခဲ့တယ်မေပြိုချင်းတဲ့နေရာကိုသွားဖို့ဒေါခင်တရမင်းစိန်ကို စောင့်နေခဲ့တယ်အိမ်အတွင်းရှိအာသူပါကူတဲ့လူတွေမသိအောင်တိတိစိတ်ထွက်လာခဲ့ခြင်းဖြစ်တယ် ဒေါခင်ထွက်လာလာချင်းဥပါစင်ရလည်းနောက်မှလိုက်လာခဲ့တယ်။ဒေါခင်တယောက်မင်းစိန်ကိုစောင့်နေရင်ခဏကြာတော့မင်းစိန်တို့အဖွဲ့ရောက်လာကြတော့တယ်။နောက်ပြီးရွာထဲမှာလူတွေမသိအောင်ပုံးခွေကရွာပြင်ကိုထွက်လာခဲ့ကြတယ်။သူတို့တတွေရွာပြင်ရှိတရက်ပင်အိုစီကိုရောက်ချိန်မှာတော့မြေပြိုကသူတို့ကိုအတင်းစောင့်နေရကိုတွေ့လိုက်ကြရတယ်။မြေပြိုတယောက်တရက်ပင်အရင်မှာထိုင်နေရမှာချက်ချင်းပဲဒေါခင်ရှိရာစီကိုထလာခဲ့လိုက်ပြီးရှင်လိုက်လာတာပဲ။တော်တော်ကြောက်နေရဲ့ထင်မှ မေပြိုမေပြုံတစ်ချက်နဲ့ဒေါခင်ုံစကနာထိုးလိုက်တယ်။မေပြိုစကားကြောင့်ဒေါခင်မျက်နှာဟာပြိုတော့မယ်မို့လို့မှိုင်းညူသွားတယ်။ဒါကိုသိရင်မင်းစိန်ကဒီမှာမေပြိုငယ်ချင်းလိုက်တဲ့ကိစ္စပဲပြောပါ။အပေါ်စကားတွေတိတ်မပြောနဲ့။ငါလက်ကနှင့်ကိုညှတာမှမဟုတ်ဘူး။မေပြိုဟာတက်ရင်မောလိုက်တယ်။မေပြိုကသူ့စကားကိုရင်မောလိုက်တာကြောင့်မင်းစိန်မေပြိုကိုမျက်မှောင်ကျုပ်ကကြည့်လိုက်ပြီ။တော်စမ်းမေပြိုနင်အရင်ရည်ချင်နေနောက်မှရည် အခုနင်ဘာလုပ်ပေးမလဲပြောမေးပြုံမင်းစင်ရဲ့အမေကိုမဖြေခင်ဒေါခင်းရဲ့အနာမှာရက်နေရင်ဥပစင်ကိုကြည့်လိုက်ပြီဥပစင်ရဲ့ဝိညာဉ်ကိုအစွဲချဖို့မင်းတို့တဲကတယောက်ကတော့ဝင်ဘူးခရမယ်ဘလို့လဲဘာဘလို့ကျော်ဝင်းတို့လေတယောက်ကိုတယောက်ကြည့်ကြကုန်တယ်သူ့လိုလိုငါလိုလိုကြည့်နေကြစဉ်မင်းစင်ကကျော်ဝင်းမင်းကကိုညီကွာဟိုကောင်တွေထဲမင်းကပို့ယုံနေစာမင်းတိတာပဲကျော်ဝင်းတရားမင်းစင်ရဲ့စကားကြောင့်ကောင်းကုတ်လိုက်ပြီး ကျုပ်ကကျန်တဲ့ကိစ္စတွေရတာဗျအခုဟာကတရေဝင်ဘူးခင်ရမှာကျုပ်ကြောက်တယ်ဗျကျော်ဝင်းကညင်းလိုက်တော့မင်းစင်ကမရှိစမ်းတဲ့ကျော်ဝင်းငါခိုက်ရင်လှုပ်လိုက်မင်းမလှုပ်ရင်တော့ငါကြောင်တိသွားမယ်ကျော်ဝင်းစိတ်ရှော့သွားပြီကဲလှုပ်မယ်ဗျာလှုပ်မယ်ကျော်ဝင်းကသဘောတူလိုက်လို့တော့မေပြိုကသူ့လှုပ်မယ်ကိစ္စကိုမင်းစင်တို့ကိုပြောလိုက်တယ်ရှင်တို့အဖွဲကျမတားထားတဲ့စီဝိုင်းထဲမှာပဲနေပေးကြမယ်နောက်တစ်ခုကစီဝိုင်းထဲကမထွက်မိကြပါစေနဲ့ စီးပိုင်းတွေကထွက်မိရင်တော့ရှင်တို့အသက်ကိုကျမမကယ်နိုင်ဘူးဆိုတော့သိထားကြပါနေပြိုးကပြောလဲပြောတရက်ပင်အိုစီနဲ့မလန်မကန်ရှိကွင်းမြင်ပေါ်မှာသူယူလာတဲ့ဂျိန်ဒုတ်တန်နဲ့စီးပိုင်းအကျယ်ကြီးရေးဆွဲလိုက်တော့တယ်မေပြိုးစီးပိုင်းရေးဆွဲနေရကိုဒေါခင်တို့အုပ်စုရက်ကြီးနေကြတယ်မေပြိုးစီးပိုင်းဆွဲပြီးချိန်မှာတော့ကဲအပိုးခံမဲ့လူကလွယ်ပြီးကျန်တဲ့လူတွေစီးပိုင်းနဲ့ဝင်ကြပါမေပြိုစကားကြောင့်ကျောင်းဝင်းကလွဲပြီးအလုံးစီဝိုင်းနဲ့ကိုဝင်ကုန်ကြတယ်။ကြံရင့်ခဲ့တဲ့ကျောင်းဝင်းတယောက် ကြောက်လုံးလို့တုံငင်းနေရှာတယ်။ဒါကိုကြည့်ပြီးမြေပြုတ်ကအသိငင်လိုက်တာရှင်။လူတယောက်ကိုတတ်တုံကတော့ဒီလောက်မကြောက်ခင်မလား။ခမရလုံးဆရာဆရာလောက်ပါ။ကြောက်ကိုဘာမှမမင်းနဲ့။ကြော်ဝင်းကမြေပြုတ်ကိုစကားမမပြောလိုက်တယ်။ဟုတ်ပြီလေ။ရှင်ကိုကိုမှတ်ထား။ကြော်ဝင်းကိုပြောလိုက်ပြီးနောက်ကြော်ဝင်းရဲ့နှဖူးအလဲတက်တက်ကိုမြေပြုတ်သူမလက်ကလန်နဲ့ဖိကျလိုက်ပြီ။စိတ်ဝိညာဉ်ခဏဖယ်ရှားပေးပါ။ဥပါစိန်ရဲ့ဝိညာဉ်ကိုဖိတ်ခေါ်ပါတယ်ဝင်လာပါဝင်လာပါဥပါစိန်အောင် မေပြုဥပါစင်ရဲ့ဝိညာဉ်ကိုဖိတ်ခေါ်လိုက်ပြီးဂါတာတပုတ်ကိုရွတ်ဆိုလိုက်တယ်။ရွတ်ဆိုလို့ပြီးသွားချိန်မှာတော့ကြော်ဝင်းခန္ဓာကိုယ်ဟာစက္ကနေတုံခါသွားပြီးနောက်မျက်လုံးတွေဟာအနီရောက်တန်းလာခဲ့တယ်။ဒီအခါမေပြုကဖေးကိုရှောင်ပေးလိုက်ပြီးဥပါစင်ဝင်ပိုးထားတဲ့ကြော်ဝင်းဟာစီပိုင်းတွင်းမှာလူတွေစီအပြေးသွားလိုက်တော့တယ်။စီပိုင်းနေရာရောက်တော့တစုံအုပ်ကဥပါစင်ဝင်ပိုးထားတဲ့ကြော်ဝင်းကိုစီပိုင်းအတွင်းအဝင်မကန်မီပြန်ပြီးတွန်းထုတ်လိုက်တယ်။တွန်းအားပြင်းလို့ဥပါစင် ရေပြင်ပေါ်ကိုလဲကြပေမဲ့တက်တင်းကုန်းထလိုက်ပြီးငါနေနှုတ်ကိုတက်မယ်ဖောက်ပြန်တဲ့ကောင်မနဲ့ခွေးကောင်ငါတက်မယ်ဥပစိန်ဒေါသတက်ကြီးအော်လိုက်လို့စီဝိုင်းတွင်မှတော်ခင်ဟာရှင့်လိုလူအနာအချိန်ကြာကြီးအတူရှိနေပေးတာကိုရှင်ကျေးဇူးတင်ရမှာပါအခုကြောက်ရှင့်အောင်မလို့အပ်တော့ဘူးရှင်လဲရှင်လဲရှင်သွားပါတော့ဟဲ့မေပြုတ်သူ့ဝိညာဉ်ကိုဖျက်ဆီးလိုက်လေဥပစိန်ကိုကြည့်ပြီးမေပြုတ်ကိုပြောလိုက်တော့မေပြုတ်ကလက်ပတ်လိုက်ပြီးဟင် ကျွန်မဥပစေဝိညာဉ်ကိုဖျက်ဆီးပေးမယ်လို့မပြောမိပါဘူး။ဘာ?ဘလို့မေပြော။နင်ဘာစကားပြောရလဲ။မင်းစိန်ကမေပြုတ်ကိုဒေါသတကြီးအော်လိုက်တယ်။ရှင်တို့အခုချိန်စီဝိုင်းအပြင်ထွက်လာရင်ဥပစေရရှင်တို့တတ်မှာပဲ။အဲ့တော့ရှင်တို့စီဝိုင်းနဲ့ဘလောက်ထိဆက်နေကြမလဲ။စဉ်းစားနော်။ဝိညာဉ်ဆိုတာလူတွေလိုမပင်ပန်းတတ်ဘူး။နင်၊နင်ငါတို့ဘာဖြစ်စေချင်တာလဲ။ပြော။နင်ဘာလို့ချင်တာလဲ။ဒေါခင်ကမေပြုတ်ကိုအချိုးတက်ကပြောလိုက်လေ။ ဒါပေမဲ့တို့ရဲ့အကြောင်းသိရဲ့မိပြုကကျမလိုချင်တာဝန်ခံချက်ရှင်တို့ဥပစိန်ပေါ်တူးလွန်ခဲ့တာတွေဝန်ခံဖို့ပဲအဲ့ဒါတွေဝန်ခံရပြီဒေါ်ကင်းနဲ့မင်းစိန်တယောက်နဲ့တယောက်ကြည့်လိုက်ပြီးမျက်လုံးတွေကစားနေခဲ့ကြတယ်ပြီးနောက်ရတယ်လေငါပြောပြမယ်ဒေါ်ကင်းကတို့လှုပ်ခဲ့တဲ့မြကိုဝန်ခံဖို့စကားဆက်လိုက်တယ်ဥပစိန်ကို သူလှုပ်ချန်တဲ့ကိစ္စတွေအားလုံးကိုမိပြုကို ပြောပြချိန်မှာတော့မိပြုကရှင်တို့တခုကြံခဲ့တယ်ရဲ့ဒါအကုန်မဲ့လေ ။ဘာကြံခဲ့လို့လဲ။ဒေါကင်မေးပြို့စကားကိုငင်းဆန်လိုက်လေရော။ကြမ်းနာပေါ့။ကဲထွက်လာခဲ့ကြတော့။မေးပြို့ကတခြားနေရာကိုကြည့်ကပြောလိုက်လေရော။ကြော်ဝင်းတံဝင်ပို့နေတဲ့အိုဘာစင်ရော။စီဝိုင်းတွင်ရှိမင်းစိန်တို့အုပ်စုရော။လိုက်ကြည့်ကုန်ကြရော။ဟင်။ဟာ။ဘလို့ဖြစ်တော့တာလဲ။သွားပါပြီကွာ။အမောင်ရိတ်မှထွက်လာကြသူတွေကခေါင်းအထက်မှာတံရကိုပစိုးချက်နဲ့စေးထားတဲ့ကြော်သားနဲ့ရွာလူကြီးဦးတင်ဘူတို့လူစုဖြစ်နေတယ်။ သူတို့ကိစ္စတွေအားလုံးပေါ်သွားလို့တော်ခင်းနဲ့မင်းစိန်တို့ထွက်ပြေးကြတော့တယ်ဒီလိုထွက်ပြေးကြလေတော့အသင်းဆောင်ရဲ့ဥပစိန်ကအမလေးဗျအမလေးကဲကြပါအောင်ဟာတက်ကုန်ပြီဟဟိုးကောင်းနေမပြေးကြနဲ့ဥပစိန်နောက်မှအမိလိုက်ပြီးမင်းစိန်ရဲ့ကြောကိုနောက်မှအားရပါရရိုက်ချလိုက်တယ်လဲကြသွားတဲ့မင်းစိန်ကိုဒေါခင်ထူပေးနေချိန်နောက်မှရောက်လာတဲ့ဥပစိန်ကသူ့ရဲ့လက်နက်ဖက်ထဲမှာမင်းစိန်ကိုရောတော်ခင်ကိုပါတစ်ဖက်စီကန်ဆွဲပြီးလက်ဘေးညှစ်တော်တယ် အားပါလာပြီးအညိုးချင်းကြီးရဲ့ဥပစင်ရဲ့လက်တွေကိုမင်းစိန်နဲ့တော်ခင်ရုံးကန်နေကြချိန်မှာနောက်မှရောက်လာတဲ့မိဖုကသူ့ရဲ့ကြိမ်တုံးနဲ့ဥပစင်ဝင်ပူးထားတဲ့ကြော်ဝင်းရဲ့ကြော်ကိုရိုက်လိုက်တော့ဥပစင်ရဲ့ဝိညာဉ်ဟာချက်ချင်းပင်ထွက်သွားခဲ့ရတယ်။မြေပေါ်လဲကျသွားတဲ့တော်ခင်နဲ့မင်းစိန်ကိုတော့ရလူကြီးဝေအဖွဲကပွိုင်းဖန်ကြတယ်။ကျွန်တော်ဘာလုပ်လို့လဲဦးလေး။ကျွန်တော်ဦးလေးတူလေးပြဦးလေး။မင်းစိန်ကတကြီးဦးတင်မှုကိုပြောလိုက်တယ်။တော်စံဟက်က မင်းရောငါကအရက်တော့ကြက်တိုက်ပဲထင်နေရအခုတော့ကြည်စမ်းမင်းရခွေးဖြစ်နေရဘူးခွေးဆက်ခင်မီလူတက်နေရအကောင်မင်းရောငါမကဲနိုင်ဘူးတော်သေးရပေါ့ကြောသားအသက်ကို မေးပြိုကဲပြီလို့မဟုတ်ရင်မင်းကြောင့်လူတွေတေးကြရအောင်မခွေးကောင်ရတူပြည့်သူမင်းစိန်ကိုဒေါသတကြီးပြောလိုက်လေပြီးနောက်မင်းစိန်တို့အဖွဲကိုဖမ်းဆီးခေါ်သွားကြရတယ်ကြောသားရဲ့မေးပြိုရဲ့ဦးပါစိန်တို့သာကြင်ရင်ခဲကြတယ်ကြောသားကကျွန်တော်အသက်ကိုကဲပြီးရကျေးဇူးပါအမရဲ့ ိုင်နေကအမသာမကရင်ကျောက်တော်သွေးလုံးမီတေးရမှာဗျအခုအမကဲလိုက်ရုံနဲ့မကအောင်လူရုံမာတွေကိုပါဖမ်းနိုင်လိုက်တာကျွန်တော်ဘလို့ကျေးဇူးဆက်မလဲမသိရောဗျအမကိုကျေးဇူးမဆက်ပါနဲ့မင်းဘက်ကသာတကယ်ကျေးဇူးဆက်ချင်ရင်မင်းဦးလေးဥပစိန်တွေကုသိုလ်ကောင်မှုလုပ်ပေးလိုက်ပါဦးလေးဒါနဲ့ဒီမှာဦးလေးရှိသေးတာအမရှိတယ်သူမင်းဘေးမှာရက်နေရဲ့မေပြောပြောလာလေရောကြော်တာကသူ့ဘေးနီးရလုတ်ကိုကြည့်ပြီး ဥလေးတက်ကိုကျုံမကယ်လိုက်နိုင်တာခွင့်လွတ်ပါဥလေးရာကျုပ်ဥလေးကိုတတ်တက်လူတွေကိုထောင်းကြောင်လုပ်မယ်ဥလေးဥလေးလည်းကျွတ်လွတ်ဖို့ကျုပ်ဥလေးတဲ့ရည်စုပြီးကုသိုလ်ကောင်းတွေလုပ်ပေးပါမယ်ကျုပ်ကျုပ်ကိုခွင့်လွတ်ပါဥလေးရာကြောသားတယောက်မြေပေါ်ကိုဒူးထောက်ထိုင်လျက်ခါးကိုငုံကငိုကြွေးနေရဲ့ဥပါစိန်ကလည်းတူဖြစ်သူကြောသားကိုကြိတ်ကနေရီတွေကြနေရှာခဲ့မိပြူကတော့အဖြစ်ပြက်တွေကိုတက်ပြင်းနေချပြီးကျယ်ရီစုံနေရဲ့ကောင်းကင်မြေကိုသာငေးမောနေကြတော့တယ် ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူကျူးရင်တီကံဘလူရှိတာထားတဲ့ရန်ညိုးဘွက်ကဝေးဆိုတဲ့ဇလံလေးရဲ့အပိုင်းလေးကတော့တင်ပါတယ်ပေးပါပြီ။သောတာရှင်တို့ရဲ့ဝေဘန်စာအကြံပြုစာဓမ္မမဟုတ်ကိုပိုင်တွေးကြုံကြရတဲ့ဖျက်မှန်ဇလံကို ပြောကြားလိုပါကလည်းအောက်ပါ Telegram နဲ့ Facebook Page မှာတဆင့်ရေးသားပေးပို့နိုင်ပါရဲ့ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။